ဖြစ် Facebook ကိုဖွင့်သုံးတယ်ဆိုလို့ချင်းဒီ new free ကိုစွဲတဲ့အခါမှာကျွန်တော်ဗီဒီယိုတွေကို auto အခုလိုမျိုးတွားနေမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး auto တွားနေတယ်ဆိုလို့ရှိရင်ကျွန်တော် internet ဟလာ line အားကြနေတဲ့အခါမျိုးတွေမှာကျွန်တော်တော့ရတာအဆင်မပြေဘူးပေါ့နော်ဒါကြောင့်မလို့အခုလိုမျိုးဗီဒီယိုတွေ auto play တာကိုမလိုချင်ဘူးပေါ့နော်ကျွန်တော်ကိုကကိုကြည့်နေတဲ့ဟာကိုပဲကျိုးတွေကအဲ လေးမယ်ပေါ့နော်ကိုကြည့်ချင်တာကိုပဲပလေးမယ်ဒါကိုကျုပ်တွေကစတိချိန်ထားလို့ရပါတယ်နော်အခုဒီမှာဆိုလို့ရှိရင် ကြည့်လိုက်ပါကျုပ် new fee ကိုဆွဲလိုက်တိုင်းဆွဲလိုက်တိုင်းပေါ့နော်ဒီ video line မှာကျုပ်တွေ auto play နေတာဖြစ်ပါတယ်ဒီလို auto play ခြင်းအပြင် internet ကိုကျုပ်တွေအကုန်မြန်စီရဲ့အာ line အားအရန်ကြရတယ်ဆိုလို့ရှိရင် line ကျုပ်တွေတုံးရတာအဆင်မပြေဖြစ်တယ်ဒါကြောင့်မလို့ကျုပ်ကစတိကိုတွားပြီးတော့ချိန်ပေးပါမယ်အဲ့တော့ဗမာချိန်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီက ီနေရာမှာကိုယ့်ရဲ့ profile ကိုနှိပ်လိုက်ပါကိုယ့်ရဲ့ profile ကိုနှိပ်ပြပြီဆိုလို့ရှိရင်ဒီညာဘက်အပေါ်နားလေးမှာ setting ရှိပါတယ်အဲ့ဒီ setting လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြလိုက်ပါ setting ကိုတစ်ချက်နှိပ်ပြပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ media ဒီနားလေးမှာ media ကိုခြာပေးလိုက်ပါကျော်တော့မီဒီယာဆိုတာတွေ့ပါလိမ့်မယ်အဲ့တော့အိုက်ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါတစ်ချက်နှိပ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်သူက no mobile data and wifi ဆိုပြီးတော့ကျွန်တော်တို့ရှိပါတယ်အဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင် no wifi only ဆိုတာဖြစ်နေပါလိမ့်မယ်အဲ့တော့ဖုန်းတိုင်းမှာတော့ကျွန်တော်တို့ဒီကပုံမှန်အားဖြင့် default မှာဆိုလို့ရှိရင်ဒီအပေါ်ဆုံးက auto play နေရာမှာ no mobile and no mobile data and wifi ဆိုပြီးတော့ကျွန်တော်တို့အမှတ်ချက်ထားတာရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ဒီက ဟုတ်လား never auto play ပေါ့နော် never auto play video app ဆိုပြီးတော့ကျွန်တော်တို့ဒီအမှန်ချစ်ကိုချစ်ပေးလိုက်ပါအဲ့တော့ဒီနေရာမှာအမှန်ချစ်ပေးလိုက်ခြင်းအပြင်ကျွန်တော်တို့ဒီ video တွေကိုတပ်ပြန့်ကြည့်တဲ့အခါမှာအခုလိုမျိုး video တွေကပိတ်နေမှာဖြစ်ပါတယ်เนาะဒီပါဆိုလို့ချင်းကြည့်ကြည့်လိုက်ပါခုနက video တွေကပိတ်နေပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ video လေးကိုကြည့်ခြင်းတယ်ပေါ့နော်ဒီ video လေးကြည့်ခြင်းတယ်ဆိုလို့ချင်းဒီ video လေးကိုကျွန်တော်တို့ကဖွင့်ပေးမှာပဲကျွန်တော်တို့ကြည့်လို့ရမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့အင်တာနက်ဟလာ data suite data လည်းရောက်တယ် line အားကျနေတဲ့ခါဒီမှာဆိုလို့ရှိရင်လည်းဒီဟို facebook သုံးတာအဆင်ပြေတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနီလန်းကိုမဖြစ်မနေမြန်မာပြည်ကလူတွေလှုပ်ထားတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအရာတွေကိုသိကျင်လဲဆိုတာလည်း comment လေးမှာ share ပေးလို့ရပါတယ်ခင်ဗျာ